အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော် Chess Education YouTube Channel ကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာကျွန်တော်ပါတင်ဆက်ပေးသွားမယ်ဆိုတော့ Rotary လို့2300ရဲ့ကစားပွဲတစ်ပွဲကိုဆက်လက်ပြီးတော့တင်ဆက်ပေးသွားမှာဖြစ်ပါတယ်လက်ရှိကတော့ Rating 2260တော့ရောက်နေပြီပေါ့နော်2300ပြည့်ပြီ40ပဲတော့တယ် Okay ကျွန်တော်ပွဲရှာလိုက်တစ်ပွဲတော့ဒီဟာနဲ့65ဒီဘက်ကျွန်တော်အမဲပေါ့နော် Nrf3 ဆိုရင်ကျွန်တော် Nrf6 နဲ့ပဲကစားတော့မယ် Nrf6 ဒါ D4 ဆိုလို့ဆိုရင်ကျွန်တော်ဒီမှာအာဘာလိုက်တဲ့ကစားရင်တော့ King Indian ကစားကြည့်လိုက်မယ်ပေါ့နော် King Indian line ဘက်ကိုယူလိုက်မယ် G6 Bishop G7 ပေါ့ဒါ C4 ပေါ့ C4 ဆိုတော့ Bishop G7 ပဲပေါ့နော်အဲဒီညမှာ D5 ဒီပါတိုက်တော့ကြာ Grand Prix လေးရောက်သွားမယ်ပေါ့နော်ကျော်ဒီမှာတော့ King Sin ဒီမှာရွေးချယ်လိုက်တော့မယ် Casino လိုက်ပြီဆိုတော့ H3 ရဲ့အဲကျော်ဒီမှာ D6 လာမယ်အဲ E4 လာရင်တော့ အာဒီနေရာမှာတော့ e5 တက်လို့ရတယ်နော် e5 တက်လိုက်လို့ဆိုရင်သူကစားရင်ကျွန်တော်ပြန်စားပြန်စားပြန်တော့မှာသူကเอ่อ e5 ကိုစားမယ်ဆိုရင်ကျွန်တော်လည်းဒီ e4 ပြန်စားရရတယ်အဲ့မဲ့သူ knight take knight စားမယ်ဆိုလို့ဆိုရင်ဟာကျွန်တော်ဒီ bishop နဲ့ knight ကိုပြန်စားလို့ရတယ်ပေါ့အဲ့ဒါမှ e5 တက်လို့ရတယ်ပေါ့နော် e5 တက်လိုက်မယ်ဒါ d5 တက် 一五嘛，一五一七年的，一五一七年的，就是说，就 C 五嘛，就是说，奈迪哥，奈 B 七，奈 C 五，这玩意儿，多少个一兆的？奈这，奈三倍吧，喏，就奈 B 七，奈 B。为啥一三呀？为啥一三呀？就是说，奈，就是说，奈 C 五，多少个？就是说，三倍，稍微的，呃，比较大的波动没有，因为，就是说，你嘛，喏，B 六级别，第三啊，不强，嘛，喏，B 六级别，B 五多少个？就是说，奈，B 五，就是说，奈卡。 ်အဲ့ဒါ b4 တက်တယ်ဗျ b4 ဆိုတော့ကျွန်တော် a5 နဲ့တခါလေးဖြတ်ပလိုက်မယ် a5 နဲ့တခါလေးဖြတ်လိုက်မယ်ဒါဆိုတော့ကျွန်တော်ဟိုဘယ်လိုမှဝင်လို့မရအောင်တားထားတယ်ပေါ့โอเคရတယ်အဲ့ဒါဆိုတော့ကျွန်တော်ကဒီကင်းစင်ဒီအန်ရဲ့သူမူလ idea ပေါ့သူကဘာလို့ကမှာလဲဒီကင်းဆိုင်ကိုတိုက်ကမှာပေါ့နော်ဒီကင်းရလဲဆန္ဒမှာရှိရဲ့အဲ့ကင်းဆိုင်ကိုတိုက်ဖို့အတွက်ကိုကျွန်တော်တို့ကဘယ်လိုသွားရလဲဆိုရင်ဒီနေရာမှာ narrative 5တွေသွားလို့ရတယ်9 e8 ကိုသွားတာရှိရဲ့ပြီးတော့မှကျွန်တော် r5 တွေပါလိုက်ခွဲရတာပေါ့ ဲ့တော့ဒီမှာဘယ်နေရာသွားရင်ကောင်းမလဲဆိုတော့အာ C7 point လေးကိုပါ support ပေးတဲ့နေရာကျွန်တော် night ကို E8 လေးပဲသွားလာနိုင်မယ်ပေါ့နော်။အဲ E8 သွားမယ်ပြီးရင်ကျွန်တော် C5 တက်မယ်ပေါ့။အဲ night ကတော့ဒီ C7 လေးကို supporting ပေးထားတယ်ပေါ့။အဲတော့ဘာလို့တော်လဲ night ပြန်လှည့်တယ်ပေါ့။ night ပြန်လှည့်တယ်ဆိုတော့တော်ကြတော့ပုံမှန်ဒီပေါ့နော်ကင်းကင်းစင်ဒီရဲ့ဟိုဟာမှာ opening မှာဆိုလို့ရှိရင်မဲက ကွင်းဆိုင်ကိုတိုက်ပြီးတော့အဖြူအကြတော့ဒီကွင်းဆိုင်ကိုပြန်တိုက်တာကွင်းဆိုင်ကိုတိုက်ဖို့အတွက် C5 တွေပါတယ်တက်တယ်ပေါ့နော် C5 တွေပါတက်ဖို့အတွက်သူက Nike ကအဲ C5 တွေတက်တယ်ပြီး D6 ကိုလည်းတိုက်မယ်ပေါ့ D6 ကိုတိုက်ပြီး Nike က C4 တွေပါလာတာမျိုးပေါ့အဲအဲ့လိုမျိုးကြီးကစားတာအဲကစားတာပေါ့နော် Okay အဲကျတော့ F5 တက်လိုက်ပြီ F5 မှာသူကပုံးနဲ့စားမယ်ဆိုရင်ကျွန်တော်ပုံးနဲ့ပြန်စားမယ် Okay ဒီလိုကြီးလာအဲ့လိုကြီးလာတာလားကိုကြီးကဆန်တာမှာပဲရှိသေးရယ်နော် အဲ့တော့ကျွန်တော်ဒီမှာဘာလုပ်ရင်ကောင်းမလဲဆိုတော့စားလိုက်လို့ဆိုရင်ပြန်စားမှာเนาะကျွန်တော်တော့ချက်တော့တက်ချက်လို့ဆိုရင်လည်းမချောင်းနိုင်ကာကွက်ရှိတယ်အဲ့တော့ကျွန်တော်ဒီမှာ night of six လေးပြန်ခုံလာလိုက်မယ်ဗျာ night of six ခုံပြီးတော့အဲဒီကောင်လေးကိုအပရက်ရှာပေးမယ်ပေါ့နော်ပြီးရင်ကျွန်တော် a6 တွေ g5 တွေထပ်လိုက်မယ်ပေါ့ အဲ့တော့သူကင်းကဘာမှနေမှာလဲပေါ့နော်ကျွန်တော်ဒီမှာလောစေအဖိုးတလာလို့ဆိုရင်သူကင်းကမချိန်နေဘူးပေါ့နော်မချိန်နေတဲ့အခါကျွန်တော်ကအဖိုးတွေ G5 တွေထပ်လိုက်လို့တော့ရတယ်ဖိုး G5 အဲ H5 ပေါ့နော်โอเคကျွန်တော်နည်းနည်းလေးကြည့်လိုက်မယ်သူ့အခြေအနေတော့ဒါလာပြီနော်ဒါဆိုကျွန်တော်ဒီမှာ G5 ထပ်လိုက်လို့ရတယ်ပေါ့ G5 ထပ်လိုက်မယ်ပေါ့ ထပ်လိုက်မယ်။ဒါကြောင့် H5 ဒီပါလိုက်မယ်ပေါ့နော်။သူကင်းကဆန်တာမှာပဲနေမှာလားပေါ့။ဆန်တာက close shot ဖြစ်နေပိတ်တော့ပိတ်နေ။ဒါပေမဲ့အဲ့ဒါကိုကျွန်တော်ကဒီမှာ Rook of 7တွေ Knight F8 တွေ Knight G6 တွေလဲ့ပြီးတော့အာပြီးရင်ကျွန်တော် H5 တွေ G4 တွေနဲ့ခွဲမယ်ပေါ့နော်။အဲအဲ့လိုမျိုးခွဲမှပဲခွဲပြီးတော့တိုက်မှရမယ်ပေါ့။ဒီကင်းကဆန်တာမှာပဲရှိနေသေးရဲ့ဆိုတော့ night b5 လာတယ်တဲ့ night b5 ကတော့ဒီ c7 တွေကို pressure ပေးရပြီ d6 ပေါ့နော်ဒါလေးတွေကို pressure လာပေးတာအဲကျတော့ rook f7 လေးတင်ထားလိုက်မယ် rook f7 တင်ထားပြီးတော့အဲ no လဲကြရင်တော့ကျွန်တော် night f8 လေးပို့လိုက်မယ်ပေါ့နော် night f8 ပြီးရင်ဒီကောင်လေးကိုပြန်ပြီးတော့ d6 ကို queen နဲ့တားထားမယ်ပေါ့ပြီးတော့ night ကို g6 စပါးလာမယ်ပေါ့နော် night g6 စပါးလာမယ်တော်လဲ ဒီနေရာကိုလာတိုက်မယ်ပေါ့နော်အဲတိုက်တိုက်တိုက်သူသူတိုက်ကိုတိုက်ပဲပေါ့လို့ဆိုစန်တာကလော့စ်ဖြစ်တဲ့အတွက်ကြောင့်စန်တာပိတ်နေတဲ့အတွက်ကြောင့်သူကဒါစန်တာမှာကင်းကိုထားရတာပေါ့နော်ဂက်စလင်းမလုပ်ဘဲနဲ့ဂက်စလင်းလို့လို့ဆိုရင်ပို့ပြီးတော့အန်နေရများတဲ့အတွက်ကြောင့်သူကဂက်စလင်းမလုပ်ဘဲနဲ့စန်တာမှာထားရတယ်အဲဘာဖြစ်ကျွန်တော်ကဒီ site ကနေတိုက်ကမှာပေါ့နော်လို့ဆိုရင်စန်တာပိတ်သွားတာဖြစ်တဲ့အတွက်ကြောင့် PC5 လာခွဲတယ် C5 ခွဲတဲ့အချိန်မှာကျွန်တော်အနေနဲ့အဲစားလိုက်ရတယ်မစားလဲရတယ်ပေါ့နော် စားလိုက်တာနဲ့မစားတာနဲ့ဆိုရင်ဒါစားတာစားပြန်စားယထာဖိုင်အပွင့်လိုချင်လဲဆိုတော့ဒီ A bonus B AB စားတာတွေရတယ် AB စားမယ်စားရတော့ဒါပြန်စားပြပြန်စားကြတော့ဒါပြန်စားပြီး Rook C6 စီပါတော့ Rook C6 စီပါတော့လာလာလာနိုင်တယ် Rook C6 လာတယ်ပြန်မောင်းလို့တော့ရပါတော့ Knight ဒီပြန်လာပြီးတော့မောင်းအဲကယ်ထားလို့ရပြီးတော့မှ Bishop နဲ့ပြန်မောင်းအောင်ပေါ့နော်အဲအဲ့လိုတော့ရှိတော့ရှိတယ်ဒါပေမဲ့ อืมဒါစားဗျာပြန်စားโอเคဒါလေးရင်စားထားလိုက်မယ် B AB စားထားလိုက်မယ်ရင်တော့โอเคပြီးကျွန်တော်ဒီမှာဒါလေးထပ်စားလိုက်မယ်နော်တော့အပွင့်ထားထားလိုက်မယ်နော်โอเคပြီးကျွန်တော်ဒီမှာကတော့နောက်လေးကသူစားကျွန်တော်တော့ဒါစားလို့ဆိုကျွန်တော်ပြန်စားမယ်ဗျာပြီးတော့ Rook C6 ပဲဝင်လာနိုင်တယ်အဲ့တော့အာ Rook C6 ဝင်လာတဲ့အချိန်မှာကျွန်တော်ဘာလုပ်လို့ရလဲဆိုတော့ကျွန်တော် Knight E8 ဒီဘက်နဲ့ပြန် save လို့ရတယ်ပေါ့နော် နော် EA ဒီမှာလည်း save လုပ်တော့ရတယ်လောလောဆယ်မှာဘာမှတော့မဖြစ်ဘူးပေါ့နော်အဲကျွန်တော်ဒီမှာ night ကို G6 နဲ့တင်ထားလိုက်မယ်ဒီဘက်ကိုကျွန်တော် live ဖြည့်မယ်ပေါ့ဒါစရတော့ပြန်စားပေါ့နော်ဒီမှာဒီ C7 ကိုတော့ဒါလာလို့မရ rook နဲ့ထားရတယ်အော်ဒီမှာ night night နဲ့လာချိန်တာ night နဲ့လာချိန်တာဆိုတော့ကျွန်တော် night လေးပြန်ဆယ်ထားလိုက်မယ်ပေါ့နော် night ဟိုဟာလေးနဲ့ပြန်ဆယ်ထား night EA လေးနဲ့ခဏပြန်ဆယ်ထားလိုက်အာမှပါကြ Bishop Affin နဲ့ပြန်ဆယ်လဲရတယ်ပေါ့နော် Bishop Affin နဲ့ဆယ်ထားလဲရတယ် ။ဘက်ရှာဖိနက်ဆယ်တာပို့ကော night က attacking ကိုပြန် like ကမှာပို့။အဲ့တော့တွားလဲဒီမှာလာတယ်။အဲ့တော့ကျွန်တော်လဲဒီဘောဘက်ကိုပြန်တိုက်ကမှာနော်ပြန်ဖြဲရမှာပို့။ဒီဘက်မှာက30ဘာတွေရှိလာနိုင်လဲဆိုတော့နည်းနည်းတွက်ချက်ကြည့်လိုက်မှာပို့။တွက်ချက်ကြည့်ရအခါမှာ30မှာတော့ဘာမှတော့မဖြစ်သေးဘူးပေါ့နော်။အဲကျွန်တော်ဒီမှာ H4 တွေပါတက်လိုက်မယ်ဗျာ H4 တက်လို့တော့ရတော့ရတယ် H5 ပြောတာ H5 တက်လိုက်ပြီเนาะ H5 တက်လိုက်ပြီအကွင်း B4 ဟုတ်တယ်ထင်တော့တယ်ကွင်း B4 ကျွန်တော်ပစ်ရှော့နဲ့ပြန်ထိမ်းပါเนาะဒီဘောင်လေးကိုဒီဘောင်တူကဒီဒီ6 week လေးကိုလာတိုက်တယ်ပေါ့အန်အဘစ်ရှော့အဖိနဲ့ပြန်ထိမ်းလာတဲ့အခါမှာအားလုံးတော့ထင်တော့ထင်တယ်ဒီလိုလာမယ်လို့အဲအဲ့ဒါကျကျွန်တော်ဘစ်ရှော့ကိုလာရှင်းပါလားမသိဘူး ။ဒီစောကိုလာရှင်းမယ်ထင်တယ်။အဲ Rook Vs ဆွဲထားလိုက်မယ်ဗျာ။ Rook ဆွဲ Knight B8 စာ။ Knight B8 Rook C8 Knight C8 Rook C8 Queen C8 ပေါ့နော်။ဒါပဲတော့ပဲဗျာ။ဒါပဲတော့ပေါ့။အဲ့ကောင်ပြန်ချိန်မယ်ပေါ့နော်။အဲ့ဒါစားရင်ပြန်စားပေါ့။ဒါပဲလို့ဆရာရှိရပေါ့နော်။ကျွန်တော်ရဲ့ D6 ကကျတော့ကျွန်တော်လုံလုံလောက်လောက်ကဲထားပြီးသားဖြစ်တဲ့အတွက်ကြောင့်အဆင်ပြေလို့ပြောလို့ရပါတယ် တနိုင်အော်ဘယ်လိုဤတာတော့အဒီရောရင်ကျွေးရတာလားအဲဒီကောင် A7 ကဘယ်တိုင်းကျွေးရတာလားကျွန်တော် rookness ဆိုင်ဘာဖြစ်လို့လဲ rookness ဆိုင်အစားဗျာစားလို့ရတယ်ဒီကောင် night ကလှုပ်လို့မရပင်ဖြစ်နေရ night ကအဲ့ night လှုပ်လို့မရဘူးနော် အဲ့တော့ rook နဲ့လာစားလို့ဆိုရင်တော့ငါကျတော့ rook နဲ့ပြန်စားပေါ့ဗျာ rook နဲ့စားရင် rook နဲ့ပြန်စားအဲ့ rook နဲ့စားမယ်ထင်တော့ထင်အဲ့ rook နဲ့ပြန်စားပေါ့ဗျာအဲ့မှာသူက knight နဲ့လာစားမယ်ဆိုရင်ကျွန်တော်ဒီ rook a1 နဲ့တော့ချက်လို့ရရည်လी rook a1 နဲ့တော့ချက်လို့ရရည်လीမျှော့ကားတဲ့အခါမှာကျတော့ဒီ knight ဒီစားလိုက်ပေါ့အဲ့တော့ဒီမှာတကောင်တာဝါကြီးပေါ့နော်တကောင်တာဝါကြီးပေါ့ တော့ EC ဖြစ်သွားတယ်ကောင်ဒါဝိုင်းဆိုတော့ကျွန်တော်ဒီမှာအာ G4 တက်ပေါ့ဗျာဒီဘက်ကိုဖြည့်မယ်ပေါ့ G4 root ကိုပြန်လာချိန်နေဆိုတော့အဲကြောင့် root ကအဲဘယ်ပြန်သွားမလဲဆိုတော့ root ကဘယ်ပြန်သွားရင်ကောင်းမလဲဆိုတော့ A8 လေးပဲပြန်ဆင်းထားလိုက်မယ်ဗျာဆိုတော့ A7 နဲ့သွားလို့မရဘူးနော် bishop line ဖြစ်နေတော့ A8 လေးပဲပြန်ဆင်းထားလိုက်မယ်လာမောင်းရင်တော့ဟောကျွန်တော်ဒီမှာ queen d7 လေးမှနေလို့ရတယ် ဒီကောင်ကစားရမှာပေါ့နော်နောက်လည်းကြာရင်စားပြီးတော့ကွင်းဝင်မယ်ပေါ့နော်အဲရုက7 run မရတာနည်းနည်းဆို7 run နေမှာနေလို့ဆိုရင်မဆိုးဘူးပြောကွင်းနဲ့ပြန်စားပြအဲရုအာဒီကိုပြန်လာတယ်ပေါ့နော် ပြန်လာတယ်ဆိုတော့ကျွန်တော်တို့ကပဲသွားလို့ရတယ်ကျွန်တော်တို့က bishop ကိုသွားပင်လို့တော့ရတယ် bishop ကိုသွားပင်ဒီဘာလို့မလဲဗောနော rook နောက်တကောင်ထွက်လာလို့လည်းမရတော့မရအောင်โอเคကျွန်တော်ဒီမှာသွားပင်မယ်ဗျာ short လေးသွားပင်ထားလိုက်ပင်ထားကြကျွန်တော် after 3တက်လို့ရတယ်နော်ကွန်ဗီဒူပြန်လာတယ်တဲ့။ဘာဖြစ်ချင်နေရလဲ။ဘာလို့ချင်နေရလဲပေါ့နော်။တေးလိုချင်နေရပေါ့ ကောင်းလေးကတေးလိုချင်နေရဲ့အဲ့ဒါပြန်ပြန်ပြီးတော့ဘယ်နေရာသွားရင်ကောင်းမလဲဆိုတော့ rook လေးကိုအာဘယ်နေရာသွားရင်ကောင်းမလဲ b8 d8 ပဲပါနော်ဒါတော့ပဲလာမှာကြောက် a8 ပြန်သွားပါဗျာ b7 ပြန်လာ b7 ပြန်လာတော့ကျွန်တော် d8 ပဲပြန်လာတော့ပေါ့သူကတေးတော့ကျွန်တော်ရှိတကောင်းတာနေရာဆိုတော့ပေါ့နော်ကျွန်တော်ဒီမှာ rook d7 နဲ့တင်လိုက်လို့ရတယ်ကွင်းရှိရဆိုတော့လာတော့ပင်လိုက်သေးရ lao động bên này thì mà khen đi ra này bây giờ nãy phụ thắc khổ nó dài quá lắm thay lại rồi dài bây giờ nãy phụ đi lại lại mấy đó Huh? 追了他。啊，那那就光跑啊！如果呢，大理的车道没他嘛，这呃，三年的三年方面过的要建了呢。我讲，如果呢没他嘞，他来了没来，公园没来没。呃，这哪一年拆的啊？ အဲ့ဒီမှာကစချက်အဲ့ချလာတော့ဇင်ဘေရှော့ရတယ်နော်ဒီမှာနေပြီးတော့အဲဘေရှော့ရမယ်ဟိုဘေရှော့ရမယ်အဲ့အဲ့ဒါကောင်းလားမကောင်းလားကြည့်ကြအောင်မယ်ချပါလို့လို့ရအောင်မလားဘေရှော့နဲ့ချလို့လည်းမရအောင်နော် check ဆိုရင်ချက်ဘေရှော့စာတစ်နိုင်ပြန် check ပြ ဆိုမစားဘူးတဲ့မစားရင်ကျပြပြဆော့စားလိုက်ရတယ်နော်ပြဆောင်တဲ့အခါဒီရောက်ကချက်ရင် မရှောင်းနိုင်ကရင်ကွန်ရုရုနိုင်ကရုနိုင်ကအစ်စကပြန်ချက်ချက်ရင်ဒီဘက်ပြေးပြန်ပြချက်အဘဘကြီးရဲ့ပြန်ချက်နဲ့မရှောင်းနိုင်ကဆက်ရုနိုင်ချက်ရုနိုင်ချက်ရုနိုင်ပြန်ကကွန်နဲ့ချက်အာလိမတ်ထင်ပါတယ်မရှောင်းနိုင်ကောင်းလေဗျာ ပြန်ပြန်ချက်ထားလိုက်ပြီဆိုတော့နည်းနည်းတော့အချင်းနဲ့ပြန်ကောင်းတယ်ပေါ့နော်ပြန်ချက်ထားလိုက်ပြီကင်းပယ်သွားမလဲပေါ့အဲ့ဒီမှာစားချက်တစ်လက်ရတယ်ပေါ့နော်စားချက်တစ်လက်ရတယ်ယူလိုက်မယ်ပေါ့စားချက်တစ်လက်ယူလိုက်မယ်ပြေကျော်ကွဲတဲ့ G1 အချက်မိတ်ပြီးတယ်โอเคမိတ်သွားပြီပေါ့နော် ခုနှစ်ချက်โอเคဒီဘက်နိုင်ရောရတယ်ဗောနော်ဒီဘက်နိုင်ရောရတဲ့ကြောင့်ကျွန်တော် rating ကနည်းနည်း6ရှစ်တော့ဖြစ်သွားပါပြီအဲဒီဘက်တွေကတော့တော်တော်လေးစိတ်ဝင်စားဖို့တော့ကောင်းတယ်ဗောနော်အဲ့တော့ဒီမှာကျွန်တော်ပြန်ကြည့်ကြည့်မယ်ဆိုလို့ဆိုရင်စီဖုန်းကနံပါတ်7နဲ့7တဲ့ Kingsley အဓိကတော့ ဒီညာတော့ကက်ဆလင်းမလုပ်ရတဲ့အကြောင်းညာကက်ဆင်းလုပ်ရစင်တဲ့ဒီကင်းစင်တွေမှာတော့တိုက်ခံရမှာဆိုလို့ပေါ့နော်တိုက်ခံမှာဆိုတော့ကျွန်တော်တို့ကက်ဆလင်းမလုပ်ပဲရောပုံမှန်အပြင်ကကင်းစင်တွေက idea အပြာကျွန်တော်တို့ F4 တက်မယ် F4 တက်ပြီးအောင်ဆိုရင် G5 တွေ H5 တွေ G4 တွေထပ်လိုက်မယ်ပေါ့နော်ပြီး night F6 တွေပြီး night ကအာ night G6 တွေပါဒီလိုမျိုးလာနေလာမယ်ပေါ့ဒီ night ကကျတော့ EA မှာရှိတဲ့ night ကကျတော့ဒီ ဒီ C7 နဲ့ D6 တွေကိုအပြန်ပြီးတော့ cover လုပ်ပေးထားကဲပေးထားရပါတော့။ပြီး Rick ကလည်း F7 တွေအပြီးပြောင်း update တွေလာမှာပြီး G Rig G7 တွေလာပြီးတော့ဒီ king size ကိုတိုက်တာမျိုးပေါ့နော်။အဲပြီးတော့လက်ရှိမှာပြီးတော့နောက်တစ်ခါကျ king စင်နေရာမှာအသက်ကကျသူ့ရဲ့ဒီ main key key ဟိုပါဗောနော piece ပေါ့နော် main piece ကဒီ bishop တွေဒီ light square မှာရှိတဲ့ bishop တွေအဲ့ bishop တွေကအရန်တန်ဖို့ရှိတဲ့ bishop ပေါ့နော်ဒါကင်းစင်နေရန်ကစားမယ်ဆိုလို့ရှိရင်အမကျွန်တော်ဒီမှာအဲ့ bishop တွေတစ်ချိန်ချိန်မှာဒီအဖြူဝါတာ castle တွေပါလောက်ထားမယ်ဆိုလို့ရှိရင်လိုအပ်လို့ရှိရင်ကျွန်တော်ဒီ king side ကိုလမ်းပြီးတော့ sacrifice တွေရိုက်တာမျိုးပေါ့နော်ဒါမျိုးလေးတွေဟိုရှိရပေါ့အဲ့တော့ဒီမှာက ဒီမှာကျွန်တော်အဓိကဒီမှာကျွန်တော်ဒီနေရာမှာမစားဘဲနဲ့ close လုပ်ရတဲ့ position ကကျစားနိုင်လို့ဆိုရင်ကျွန်တော်တို့ဘာမှအီထွေထွေတူတူရမယ်လို့မထင်ဘူးပေါ့နော်ကြာပါကြတော့ဒီမှာနိုင်နဲ့ပြန်စားထားလဲရတယ်ဗျာနိုင်နဲ့ပြန်စားပြန်စားပြီးနိုင်နဲ့ပြန်စားထားလို့ရတယ်ဗောနော်အဲ့ကကြရင်ဘာမှထပ်ပြီးတော့မဖြစ်တော့သလိုပဲဗောနော်ဒီသားမှာရတော့ရတယ်မရတာတော့မဟုတ်ဘူးဗောညာကျွန်တော်အဲ့ရာကြီးတိတ်မကြိုက်လို့ကျွန်တော်မစားဘဲနဲ့အာပုံမဲ့ချော်တက်ပြီးတော့ close position ကစားလိုက်တယ်ဗောနော်ဒီနေရာမှာအာ close position ဖြစ်သွားတယ်လောက close ဖြစ်သွားတယ်ဗောဒီမှာ ဒါကြီးကပိတ်သွားတယ်ဗောနော်အပိတ်သွားတဲ့အခါမှာကျွန်တော်အဲ့မှာထပ်ပြီးတော့ဒီသူ့ကို G5 တက်တိုက်ပါတော့ကျွန်တော်ဒီမှာဆန်တာမှာတိုက်လို့မရတော့ဆန်တာမှာတိုက်လို့မရတော့ဆိုတော့ဒီ king side ကိုပဲတိုက်ကြမှာကျွန်တော် king က castle လောက်ထားရဲဆိုပေမဲ့ဒါမဲ့ပြဿနာမရှိဘူးဗောနော်အဲ့ကျွန်တော်ထပ်ကြည့်မယ်ဆိုတော့ဒီမှာ knight သွားကြတော့အခုနကျွန်တော်အရှိမပြောတယ်ဗောနော်ကစားရင်းနဲ့ပြောတယ်ဗောဒီမှာကသူ့ရဲ့ idea ကဒီ queen side ကိုတိုက်အဲ့တော့ knight ဒီလာမယ်အဲ့အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုတော့ rook လာတယ်ဒီမှာ rook ထလာတယ်အဲ့မှာကျွန်တော် knight ပြန်လာတယ်တော့ c5 တက်တယ်ဗောနော် c5 တက်ပြီးတော့သူ့ရဲ့ main target ဒီဓာတ်ဓာတ်ချိန်မှာ အဲ့ကြောထပ်ကြည့်မယ်ဆိုလို့ရှိရင်စားတယ်ပြန်စားတယ်ဒီမှာတော့ကျွန်တော်ရှင်းလိုက်တယ်ပေါ့နော်ဒီနေ့ကြည့်စစ်လာတယ်သူကလာတယ်ဒီမှာသူကဒီစစ်ကိုလာဖိတယ်ပေါ့နော်သူတို့ရဲ့ idea တိုင်းပဲ main idea တိုင်းပဲဒီစစ်ကိုလာဖိတယ်အဲ့တော့ကျွန်တော်ဒီမှာပြန်ကဲတယ်နိုင်နဲ့ပြန်ကဲတယ်မဟုတ်လားဘစ်ရှော့နဲ့ပဲကဲတာပိုကောင်းတယ်ပေါ့နော်ဘစ်ရှော့နဲ့ကဲပြီးတော့မှအဲ root တဲ့ G7 နေပါလာတာမျိုးပြီးရင် H5K ပေါ့လာပေါ့နော်ဒါပေမဲ့သူကတော့နောက်ထပ်တကောင်ထပ်ပြီးတော့ထပ်မြင့်တယ်ပေါ့နော်ဒီဒီစစ်တွေတိုက်ဖို့အတွက် Queen B3 Queen B4 လာတယ်ပေါ့အဲ့ကျွန်တော်ဘစ်ရှော့နဲ့ပြန်ကဲလိုက်တယ်ပေါ့ အဲအဲ့မှာတော့ night bee sale လာတယ်ဗောနော် night bee sale မှာကြောက်လဲကျွန်တော်တို့ဒီမှာက root ပဲပင်အောင်ဗောနော် root ပင်တဲ့အချိန်မှာသူကအဲလောဘတနေကြီးရတယ်တို့ပြောလို့ရတယ်ဗျလောဘတနေကြီးွားတာထင်တယ်ဗောဒီနေရာမှာကသူ့အနေနဲ့စားကျင်တယ်ဆိုရင်ဒီ bishop စားလိုက်ဗျာဒီ bishop စားလို့ရတယ်အဲဒီ bishop စားမယ်ဆိုလို့ဆိုရင်ကျွန်တော်တို့ကဒီမှာ rook နဲ့ပြန်စားပြီးတော့မှဒီမှာ exchange လုပ်လိုက်လို့ sorry ဒီမှာ exchange လုပ်ရင်လည်းလုပ်လိုက်ဗောနော် အဲဒါဆိုတော့ဆိုရင်တော့ပြီးတော့မှသူကက်စလင်လောက်မယ်ဆိုရင်လည်းလောက်ပေါ့ကက်စလင်မလောက်ဆိုရင်ခဏဝေဂျင်လေးလောက်ထားပေါ့ဒါပေမဲ့ဒီမှာကကျွန်တော်ကဒီမှာနှစ်ကောင်နဲ့ပြန်ကဲထားဆိုတော့ AC ဘက်ပြအဲဒါပေမဲ့အဲ့မှာဖြစ်သွားရလဲဆိုလို့ဆိုရင်ဒီ queen side ကလုံးဝဟာလာဟင်းလေးဖြစ်သွားပြီလုံးဝရှင်းသွားပြီပေါ့ရှင်းရှင်းမှာသူ့မှာလည်းတိုက်ထပ်ပြီးတိုက်ဆက်နေရလဲမရှိတော့ဒီ D6 ကိုပဲတိုက်ကောင်ဒီ6ကိုလည်းကျွန်တော်လုံးလုံးပြန်ကဲထားပြီးတော့ကျွန်တော်တို့က fine နေပေါ့နော်အဲကျွန်တော်ကပြီးရင်ကျွန်တော်ရဲ့ idea ကျွန်တော်လည်းကြာကြာ G4 king side ကိုဖြဲတော့ G4 တက်ပြီး king side ကိုဖြဲမယ်ဒီကောင်လေးဖြဲမယ် အနိုက်ကလည်း ready ဖြစ်တယ်ပြီးတော့ low elevation စားပလိုက်မစားပြီးတော့ point structure ဖြတ်ပြီးတော့မှအာဝင်မယ်ပေါ့နော်အဲကျွန်တော်မှတ်ချက်ကြည့်မယ်ဆိုတော့ကစားပွဲလေးပြန်ကြည့်မယ်ကစားပွဲမှာတော့ night a7 ကတော့ကျွန်တော်တကောင်ချူးလိုက်တာပေါ့နော်ဒါတော့ဒီ root ကိုမတွေ့လိုက်တာထင်တယ်ပေါ့အဲကျွန်တော်စားလိုက်တယ်အမှအဲဒီမှာပေါ့ဒီနေသားမှာကတော့ဒီနေသားမှာတော့ကျွန်တော်ဒီ root ကို စားလဲရတယ်ဗျဒီ root ကိုပုံမှန်စားလဲရတယ်ဗောနော်အခုမှကျွန်တော်ကြည့်မိရပါဗောဒီ root ကိုစားမှတော့ okay တော့ bit picture နဲ့ root ကိုလာစားမှဆိုတော့ဒီမှာတော့ချက်လိုက်လေးရတယ်ဒီမှာတော့ချက်မယ်ဆိုလို့ရှိရင်တော့ king e2 ပဲပြီးရမှာကာဒီယာကောင်မရှိ ကာဒီယာကောင်မရှိ king e2 ပြီးတဲ့ခါမှာကျွန်တော်ဒီ root ကိုလေးသွားစားတယ်ဒါဆိုပုံမြန်တယ်ဗောကျွန်တော်တို့နိုင်တာပုံမြန်လောက်တယ်ဒီဒီ line ကဒီ line ကပုံမြန်တယ်ဒီမှာဆိုလို့ရှိရင်ဒီ bone တွေပါမယ်အာပြီးရင်နောက် night night က night show တွေပါထပ်ပြီးလိုက်ပြီးတော့ဒီ G2 ပုံထပ်ဖိလို့ရတယ်ဗောနော်ဒါပုံမြန်တယ်ဗောဟိုကနည်းနည်းကြာတယ် အဲကျွန်တော်ဒီမှာကျွန်တော် rook a1 နဲ့ပဲချက်လိုက်တယ်ပေါ့ rook a1 နဲ့ချက်တဲ့ချိန်မှာသူ bishop b1 နဲ့ကားတယ်ကားချိန်မှာကျွန်တော်ဒကောင်စားတယ်အမတကောင်တာသွားတယ်ပေါ့ဒကောင်တာချိန်မှာသူကင်းစင်းလို့တယ်ကင်းစင်းလို့တဲ့ချိန်မှာအဲဒီမှာကျွန်တော်ဒီ king side ကို press လုပ်တယ်ပေါ့နော်ဖိတယ်ပေါ့ ဒီမှာတက်လာတယ်ဒီမှာဒီမှာပြောကြတယ် root က a ပဲလာတော့ကောဒီမှာကျွန်တော်စဉ်းစားဒီမှာကျွန်တော်အခုနစဉ်းစားလိုက်တည်းရဲ့အဲ root b a လာရင်ကော root b a လည်းရတော့ရတယ်ဗျ root b a ကကို root ပြန်ပြီး active ဖြစ်တယ်တကယ်တော့ဒါစားမယ်ဆိုရင်ကျွန်တော်ဒါပြန်သွားစားလို့ရတယ်ဒီမှာဒီမှာဒါစားမယ်ဆိုရင်ကျွန်တော်ဒီမှာထပ်သွားစားလို့ရတယ်တူတူပဲပေါ့နော်အတူ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 ပဲအဲ့တော့ဒါလည်းရတာပဲဒီလိုသွားမယ်ဆိုရင်အကဲတမတ်တော့အာဒါ queen အဲစီ queen a3 ဒီပိုင်းလာမယ်ဆိုလို့ဆိုရင်ကျွန်တော်ကဘာလုပ်လို့ရကျွန်တော် queen d7 မှာပြည့်နေထားပါဘောဒါဆိုလည်းအဆင်ပြေတယ်။အဲတော့ကျွန်တော်တို့ကဒီမှာအခုနောက်လည်းမျိုးလိုက်ပြီးတော့ queen တရားလည်းမပြေးနေကြမလို့ဘောနော်။အဲဒါမဲ့ကျွန်တော်ဒီမှာ queen သွားလိုက်တဲ့ခါကျသူကစာစာပြန်စားပြီးတဲ့ချိန်မှာဒီမှာလည်းကျွန်တော်ချက်ချင်းသွားမစားဘဲနဲ့လုပ်လို့ရတယ်။အဲလုပ်လို့အဲဒီမှာတော့မရတော့ဘောနော်လုပ်လို့မရတော့။အဲဒီမှာစားတယ်ပြန်စားသူက queen လာတယ်ပေါ့။အဲ queen လာကျွန်တော် rook နဲ့သွားပင်းတယ်။အဲသူကပြန်လာတယ်။အဲဒီမှာထပ်ပြီးတော့ဟို perfect jewel လာလို့တယ်ပေါ့။သူကတကောင်နေနေတဲ့ခါကျတော့ ဒီမှာကျွန်တော် root d8 ပြန်ချောင်းလိုက်တယ်ပေါ့ဒီမှာ root d7 ပြန်လာတယ်အဲ့မှာဒါလာတယ်အဲ့မှာကျွန်တော် knight ပေးလိုက်ရတယ်ပေါ့နော် knight ပေးရကျွန်တော်ကျွန်တော်ဒီမှာ knight e2 စဉ်းစားသေးရပေါ့ဒါမှ knight e2 ကမကောင်းထင်တယ်တလို့စားတလို့စားဒါလည်းရတော့ရတယ်နော် knight e2 သွားလဲရတော့ရကျွန်တော်လည်းကျန် promotion ရှိရဗျ promotion ရှိတော့သူကဒါ save ကမှာပဲဒါ save လို့ဆိုရင်ကျွန်တော်ကဒီမှာ rook နဲ့ပြန်လာပေါ့ဒီလိုပုံစံနဲ့တော့ကစားလို့တော့ရတယ် ဒါမှမဟုတ်ကျွန်တော် root နဲ့တန်းချက်လိုက်လို့ရတယ်နော်အဲ root နဲ့တန်းချက်လိုက်လို့ရတာပဲဒီလိုလည်းတန်းချက်လိုက်လို့ရတယ်အဲ့ဒါတော့တက်ချက်လို့ရအောင်နော်အဟုတ်တယ်ဒီတော့ဒီမှာတွေးတော့တွေးလိုက်သေးရဲ့အာနိုင်ကျွန်တော်ကျွန်တော်ကျွန်တော်ဒီမှာ queen e6 ဆိုင်ထဲမှာဟိုနည်းနည်းလေးဟိုဟာဖြစ်လိုက်လို့အာဆိုးရင်လိုက်လို့ပေါ့နော်ဆိုးရင်နည်းနည်းဆိုးရင်လိုက်လို့တခြားမတော့လိုက်တာ calculation တခြားမတော့လိုက်တာပေါ့အာအမှန်တော့နိုင်2နဲ့တော့ချက်လိုက်လို့ရနိုင်2နဲ့ချက်တဲ့ချိန်မှာသူကအာ rook နဲ့ဆားရင်လည်းဆားမဆားရင်လည်းကျွန်တော်ဒီမှာ g2 ဆားမယ်ပေါ့နော်အဲ g2 ဆားမယ်အဲအဲ့ဒါကျွန်တော်ကင်းရှောင်မယ်ဆိုလို့ဆိုရင်ကျွန်တော် queen g2 ချက်လိုက်လို့ရတယ် ကွင်းကြီးတို့ရတယ်ဗောနကွင်းကြီးတို့ချက်ပြီးတော့ gain e1 တော့ဗောအာဒါဆိုလို့ဆိုရင်လည်းကျွန်တော်တက်ပို့ကောင်းတယ်ဗောနော်ဒါကြီးရကြတော့ပြန်လာ rook ဒါလာလို့ရတယ်ဗျာဒါမှမဟုတ်ကျွန်တော် rook ဒီ best ဆွဲထားလဲရတယ်တို့လည်းအဆင်ပြေတာပဲဗောနဒါမှမဟုတ်ကျွန်တော် rook after 7လေးလာထားလဲရဒါဒါဆိုရင်စိတ်မပူရတော့ဘူးဒါမဲ့တော့ဝဲထဲမှာဆိုတော့ rook e7 အဲ့ဒါမှအရင်မောင်းလိုက်တယ်ပေါ့ကွင်းမောင်းတဲ့ခါတော့ကွင်းချင်းလာဆိုင်ရယ်ပေါ့ကွင်းချင်းလဲမလားပေါ့ အကွင့်ရလဲမလာလို့တဲ့ချိန်မှာကျွန်တော်ကတော့မလဲလိုက်ဘူးကျွန်တော်ကအတန်းရရင်ချက်လိုက်တယ်ပေါ့နော်နည်းနည်းချက်လိုက်တယ်နည်းနည်းချက်လိုက်တော့သွားလို့တယ်မြောင်သွားဆိုကျွန်တော်ဒီကွင်းကြီးသွားလို့ရတယ်ပေါ့နော်အစားဒီကွင်းကြီးသွားလို့ရအဲ့တော့လာတယ်လာတဲ့ချိန်မှာကျွန်တော်တော့ချက်တယ်ဟိုချက်တယ်ဘေးချော့သွားရတယ်ပေါ့အဲ့တော့ပြန်လာချက်ပပကျူရကြီးကပြန်ကျန်တယ်ပေါ့နော်ဒီနားလေးမှာအဲ့မှာချက်တယ်ဘေးချော့နဲ့ကာတော့ချက်တယ်တော့ဒီမှာပြန်ကာတယ်ချက်တယ်အဲ့ဒီမှာတော့ချက်လို့မရတော့ဘူးကျွန်တော်ချက်ပေါက်ပိတ်ထားတယ်အဲ့မင်းပိတ်ထားလိုက်တာပေါ့ဘာလို့ဆိုတော့ ်မဟုတ်လို့ဆိုရင်တက်တမဒီချက်ကွက်ကြီးကိုတွေးတယ်ပေါ့နော် ပြန်ကားလို့ဆိုရင်ချက်ကွက်ဆိုတာတွေးတယ်အဲ့တော့ဒီမှာတော့ချက်ဆက်နေရမှရှိတော့ပေါ့အဲ့ချက်တဲ့အခါပြန်ပြီးကျွန်တော်အလှည့်ပြန်ရပါဘောသူပြင်ချက်လိုက်တဲ့အခါအဲ့ဒါတော့ဒီမရတော့ဘလို့မှမရတော့ရှုံးသွားပေါ့အေးဘိုက်ပွဲကတော့ဒါကောင်းတယ်ပေါ့နော်ဟုတ်ပြီဟုတ်ပြီကျွန်တော်ရဲ့ဒီကစားပွဲလေးကိုအစားဆုံးလာရကျေးဇူးအားပေးကြတဲ့တက်ဆက်ကိုကျေးဇူးများကြပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုမှာပြန်တက်ဆက်ပါမယ်အားလုံးပဲကျေးဇူးပါခင်ဗျာ